2025-2026ပညာသင်နှစ်အတွက်ကျောင်းစတင်အနှံနဲ့ပထမနေ့မှာကျောင်းအနှံသူဦးရေ12သိန်းကျော်ရှိရလို့ပညာရေးဝန်ကြီးဌာနကနေသိရပါဗျ။2025-2026ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်မှရှိတဲ့အထက်တန်းအဆင့်အလယ်တန်းအဆင့်နဲ့မူလတန်းအဆင့်အကြောင်းတွေကိုဇွန်နှစ်ရက်မှစတင်ဖွင့်လှစ်မှာဖြစ်ပြီးကျောင်းအနှံမှုသတင်းပတ်အဖြစ်မေ22ရက်ကနေဇွန်တရက်အထိသတ်မှတ်ပြီးကျောင်းအနှံမှုလက္ခဏာတွေဆောင်ရွက်သွားမှာဖြစ်ရာ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့အခြေခံပညာကျောင်းအသေးသေးမှာကျောင်းအပ်လက္ခဏာတွေကိုစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။အဲ့လိုဆောင်ရွက်ရမှာတိုင်းဒေသကြီးနဲ့ပြည်내အသေးသေးမှာရှိတဲ့အခြေခံပညာကျောင်းတွေအလိုက်ကျောင်းအုပ်ကြီးတွေကျောင်းအုပ်ချုပ်မှုတာဝန်ခံတွေနဲ့ဆရာဆရာမတွေက ကျောင်းလာရောက်အနှံ့သူမိဘအုပ်ထင်းသူတွေနဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေချုံးမွေ့စွာကျောင်းအပ်နိုင်ရေးဆောင်ရွက်ပေးကြပြီးကျောင်းသားကျောင်းသူတွေအတွက်ပညာရေးဝန်ကြီးဌာနကအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်တွေစာရေးကိရိယာတွေနဲ့ကျောင်းဝင်းစုံတွေကိုကျောင်းသားကျောင်းသူတွေကိုတပါးရေးပေးရခဲ့တယ်လို့သိရပါတယ်။